ယ်ချောင်းမြို့နယ်ကြောက်လီကားရွာမှာနေ83လုံးကိုဆ ਿਆ နာရှင်တက်ကမိရှုဖြက်စီးခဲ့ရလို့ကရင်မျိုးသားစီယုံခင်းညွတ်တမဟာလေးမိတူရဲ့ခရိုင်ပြည်သူဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်အောက်တူရွာကနေအင်းပြားရွာနဲ့ကြောက်လီကားရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဆီယနာရှင်တပ်စစ်ကြောင်းနဲ့ပြည်သူ့ကောက်ွယ်ရေးပူးပေါင်းတပ်တွေစက်တင်ဘာလ29ရက်နဲ့30ရက်နေ့တွေမှာနှစ်ရက်ဆက်နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ နှစ်ဖက်တိုက်ပွဲဖြစ်ချိန်စက်တင်ဘာလ29ရက်နေ့ညပိုင်းနဲ့30ရက်နေ့မနက်ပိုင်းတွေမှာကြောင်းလေကားရွာကနေအိမ်တွေကိုဆီယနာရှင်တပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကဆိုပါရတယ်။တဲချောင်းမြို့နယ်အထက်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ဆီယနာရှင်တပ်စစ်ကြောင်းကိုစက်တင်ဘာလ30ရက်နေ့မနက်မှာခရင်ညိုတမဟာလေးလက်အောက်ခံကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်စနစ်နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေကကြောက်လီကားရွာမှာဂျက်ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ခရင်ညိုရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက်တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကြောက်လီကားရွာကအရက်သားပြည်သူနေအိမ်83လုံးကိုစစ်အနာရှင်တပ်က မိရှုဖျက်ဆီးခဲ့တာပါ။တောက်အပြင်တရချောင်းမြို့နယ်အထက်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်အနာရှင်လက်အောက်ခံတရင်403 404 405တို့ပူပေါင်းစစ်ကြောင်းကမိရှုဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါရတယ်။တိုက်ပွဲတွင်ထိခိုက်ဒိဆုံးမှုတွေကိုတော့ Dollar Watch အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။